ကြောက်ဖြူမျိုးနဲ့အတွင်ကအာရခတစ်တို့အီအီသိမ့်ပိုက်ထားတဲ့နေရာတရှိကိုစစ်ကောင်စီကလက်နက်ကြီးပစ်ကူပြုလုပ်ကာစစ်ကြောင်း၄ကြောင်းနဲ့ပြန်လည်ထုစစ်ဆင်တတ်ခိုင်နေတယ်လို့တင်ရရှိပါရယ်စစ်ကောင်စီဟာကြောက်ဖြူတိုက်ပွဲမှာအရှုံးပေါ်နေတဲ့အတွက်စစ်ကူအင်အားတွေကိုရန်ကုန်ကနေကြောက်ဖြူကို၄ကြောင်းနဲ့အကြီးကျယ်ပို့ဆောင်ဖြည့်တင်းနေတယ်လို့စစ်ရေးတွေနဲ့လေပို့ဆောင်နေတယ်လို့သိရပါရယ် ်အင်အားဖြည့်စစ်သားတွေကိုခမရ၅လေးနှစ်တရင်မှဆုထားကအဲ့ဒီကနေတဆင်ခမရ၅လေးသုံးကိုပို့ဆောင်ပြီးအေးအေးတိမ့်ထားတဲ့နေရာတွေကိုစစ်ကြောင်းသုံးကြောင်းထိုးနေတာလို့ဆိုပါရယ်သူတို့စစ်ကြောင်းထိုးတဲ့လမ်းတွေကအာရခတက်တော်ထိန်းချုပ်ထားတဲ့နေမြေတွေအထိရောက်လာတော့အပြန်အလှန်ပြစ်ခတ်မှုတွေရှိနေတယ်လို့ဒေသခံတွေကနော်ရင်စရာကိုပြောပါရယ်ကြောက်ဖြူဟာတရုတ်စီမံကိန်းကြီးတွေရှိနေတဲ့အပြင်စစ်ကောင်စီအတွက် တရုတ်စီကနိုင်ငံခြားငွေတွေအကြီးကြီးရှာပေးနေတဲ့မြို့ဖြစ်တာကြောင့်ကြောက်ဖြူမြို့မကြစီဘူးအတွက်ကြီးရီလီအင်အားကိုအဆမတန်အသုံးပြုပြီးခုခံကာကွယ်နေတယ်လို့သိရပါဗျ။